မင်္ဂလာပါရှင်ကျမတေကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့မိုးကြီးမဲ့သတင်းပေးချက်အမှတ်စဉ်တင်မြင်ဆောင်2025ကိုထုတ်ပြန်ပေးပါမယ်2025ခုနှစ်မေလ9ရက်နေ့မြန်မာစံတော်ချိန်ညနေ9နာရီခွဲချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ4နာရီခွဲချိန်တိုင်းထွားချက်တွေရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တောင်ပိုင်းမှာလေရုမငိမ့်တက်မှုဖြစ်ပေါ်လာနိုင်တာကြောင့်၎င်းမုတ်တုံလေဝင်ရောက်လာနိုင်တာကြောင့်၎င်း 10ရက်5လ2025ရက်ကနေ15ရက်5လ2025ရက်နေ့အတွင်းမှာတော့နေပြီးတော့မန်လေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့နေရာကျဲကျဲကနေနေရာစိတ်စိတ်နဲ့ရောင်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး ERI တိုင်းဒေသကြီးသတင်းနိုင်တိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာနေရာအနှံ့ပြမိုးထစ်ကြုံရွာသွန်းပြီးတော့ တချို့ဒေသတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ဒါကြောင့်မိုးသည်ထန်စွာရွာသွန်းလာတဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးထစ်ကျုံတာမိုးကြိုးပြစ်တာလျက်စီးလက်တာမိုးသီးကျွေတာလျက်ရပြက်ရေကြီးတာတွေနဲ့မြေပြိုတာစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေသမှာရှိတဲ့ကုန်းမြစ်ဒေသအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန္တရာယ်မြင့်ငယ်ချောင်းငယ်အနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြု ရှောင်ရှားဖို့နဲ့ ြည်ရင်းရဲ့ကြောင်းသွာလာရေးနဲ့လေကြောင်းပြန်တမ်းရေးအနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့အသိပေးနှိုးဆော်လာခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့မေလ10ရက်နေ့အတွက်မလို့သားခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ပင်လားပင်လောအချိန်တွေကတော့ကပ်လီပင်လေပင်နဲ့ပင်လားပင်လောတောင်ပိုင်းမှာတော့တိမ်အင်းတင့်တဲ့ကနေတည်တူတက်နိုင်ပြီးတော့ကြံပင်လားပင်လောမှာတိမ်နေငယ်ဖြစ်တော့ပါတယ်။ပင်လေပင်အချိန်တွေကတော့သတင်းနိုင်ကင်မရာ၊ရခိုင်ကင်မရာနဲ့မော်ဒမကွေ့မှာတော့လေဟာ အနောက်အနောက်တောင်ဘက်ကနေတနအီကို10မိုင်ကနေ -10 ဂန်တိုက်ခတ်နိုင်ပြီးတော့လှိုင်းနှင်းငယ်ကနေလှိုင်းသင်တဲ့ရှိနိုင်ပါတယ်။မြို့ဝကျုံပေါ်ဒေသတွေမှာတော့လေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို10မိုင်ကနေ -30 ဂန်တိုက်ခတ်နိုင်ပြီးလှိုင်းနှင်းငယ်ကနေလှိုင်းသင်တဲ့ရှိပါတယ်။မိုးချင်တွေကတော့သခိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းသတင်းနိုင်တိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာတော့နေရာဆိတ်ဆိတ်ကနေနေရာကျကျမိုးထစ်ကြုံရွာသွားပြီးတော့ စကိုင်းတိုင်းအထက်ပိုင်းမကွေးတိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့နေရာကွက်ကြားမိုးထစ်ကြုံရွာသွန်းပြီးတော့နေပြီးတော့ရောက်တိုင်း AR တိုင်းပဲခူးတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ခရနီပြည်နယ်မှာတော့တင်းတင်းတင်းဖြစ်တော့မှာမယ်။နေ့ပူချိန်ကတော့နေပြီးတော့မကွေးတိုင်းရန်ကုန်တိုင်း AR တိုင်းပဲခူးတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းမှာတော့ကရင်ပြည်နယ်တွေမှာလည်းပုံမှန်အပူချိန်ထက်မြင့်တက်ပါမယ်ရှင်။ ဆက်လက်ပြီးတော့လည်းမေလ9ရက်နေ့အတွက်မလို့သာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ပင်လားပင်လို့အချိန်ကတော့ကပ်လီပင်လေပြင်းနဲ့ပင်လားပင်လို့တောင်ပိုင်းမှာတော့တိမ်သည့်တွေကနေတိမ်ထွက်ပြီးကြံပင်လားပင်လို့မှာတိမ်နေငယ်ဖြစ်ထွန်းပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တရနိုင်ကင်မရာရခိုင်ကင်မရာနဲ့မော်တမောက်ပွေမှာလေယာအနောက်အနောက်တောင်ဘက်ကနေတရနိုင်ကို10မိုင်ကနေ -10 ကတိုက်ခတ်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတင်တဲ့ရှိပါတယ်။ မြဝကျုံပေါ်ဒေသတွေမှာတော့လေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကိုဆယ်မိုင်ကနေမိုင်၂၀ခန့်တိုက်ခတ်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတင်တင်ရှိပါတယ်။မိုးချင်တွေကတော့သခိုင်းတိုင်းမန်လေးတိုင်းတရင်နာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာဆဲဆဲကနေနေရာကျကျမိုးတက်ကြုံရွာတော့ပြီးတော့မကွေးတိုင်း ARA တိုင်းနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းမှာတော့နေရာကွက်ကြားမိုးတက်ကြုံရွာတော့နိုင်ကနေပြည်တော်ရောင်တိုင်းပဲခူးတိုင်းနဲ့ခရနီပြည်နယ်မှာတော့တိမ်တင်တဲ့ဖြစ်တော့ပါတယ်။ နေပူချိန်ကတော့နေပြီးတော့မကွေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်ရှိပိုင်းနဲ့တောင်ပိုင်းနဲ့ခရနီပြည်နယ်တွေမှာတော့ပုံမှန်အပူချိန်ထက်အမြင့်တက်ပါမယ်ရှင်။ဆက်လက်ပြီးတော့လည်းခပောင်းချောင်းမှာရင်းနဲ့ပြောင်းဆုံးနေတဲ့လူငယ်ရဲ့အလောင်းပြန်တွေ့ပြီးဆွဲကြောင်းဖော်ပြပေးပါမယ်။ပဲခူးတိုင်းတောင်ကုန်းမြို့နယ်ပုစုကြီးွာနေခပောင်းချောင်းအတွင်ရင်းစင်းကုရကလည်းရင်းနှစ်ပြောင်းဆုံးတဲ့လူငယ်တဦးရဲ့လောင်းကိုပြန်တွေ့သွားတယ်လို့ရှာဝေကယ်ဆယ်လှုပ်ဆောင်ပေးတဲ့သူတွေစီကသိရပါဗျ။ မေလ9ရက်မနက်9နာရီကမှခပောင်းချောင်းနဲ့စစ်တောင်းမြေဆောင်ရခပောင်းချောင်းဝါမှာကျွန်းကုန်းကြီးဝါနေထိုင်သူမောင်ဆိုးသူရအောင်ရဲ့အလောင်းကိုပြန်လဲရှာတွေ့ခဲ့တာလို့ဆိုပါတယ်။အလောင်းပြန်တွေ့တဲ့နေရာနဲ့ရင်းနှစ်တဲ့နေရာဆိုတမိုင်ခွဲလောက်ပဲဝေးမယ်။ရေတွေကလွတ်ထားတော့အဲ့ဒီရောက်မှာပဲ။တွေ့တာကပိုက်သမားတွေကတွေ့တာဓာတ်ပေါ်တွေကတော့မျက်စိတွေတောင်ထွက်နေပြီ။မိသားစုကတော့အလောင်းပြန်ရောက်ပြီလို့ရှာဖွေကယ်ဆယ်ရေးလှုပ်ဆောင်ပေးနေသူကဆိုပါတယ်။ မေလ9ရက်ညနေ9နာရီခန့်မှာတော့ပုံစုံကြီးွားမှာနေထိုင်တဲ့အသက်16နှစ်အရွယ်မောင်မင်းကံပြုနဲ့ကျွန်းကုန်းကြီးွားနေသူမောင်စိုးသူရအောင်တို့နှုတ်အပါဝင်စုစုပေါင်း9ဦးရေစင်းကိုရကနေသူတို့နှုတ်ဦးကရင်းနှစ်ပြောင်းဆုံးသွားတာပါရင်းနှစ်ပြီးတော့တနာရီခန့်အကြာမှာတော့ရင်းနှစ်မှုဖြစ်ခဲ့တဲ့ဝဲအတွင်းကနေမောင်မင်းကံပြုရဲ့အလောင်းကိုပြန်လဲရှာတွေ့ပြီးတော့မောင်စိုးသူရအောင်ရဲ့အလောင်းကိုတော့ဒီမနက်မှာတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ် ပြီးကြရမက်ရှလာ၂ရက်ကလည်းတောင်ဝမျိုးအဝင်ထီးလိုက်ကြုံအတွင်မှာရင်းစင်းမှုတဲ့တောင်ဝမျိုးမှရက်စကန်ကရက်တက်ချက်တဝရင်းနဲ့တည်ဆုံတဲ့ဖြစ်စဉ်လည်းရှိခဲ့ပူပါတယ်ရှင်။ဆက်လက်ပြီးတော့ရန်ကုန်နဲ့မန္တလေးမှာငလျင်လှုပ်လို့ရန်ကုန်မျိုးကန်နေထိတ်လန့်ပြီးတော့လမ်းပေါ်ထွက်ပြေးတဲ့အကြောင်းဖော်ပြပေးပါမယ်။ရန်ကုန်မြို့မှာမီလာ6ရက်ညပိုင်းကငလျင်နှစ်ကြိမ်တိတိတသားလှုပ်ခတ်ခဲ့တာကြောင့်မျိုးရံနေထိုင်လာပြီးအထက်မြက်တိုက်ခတ်ကပြည်သူတွေစိုးရင်ထိုင်လာပြီးတော့လမ်းမတွေပေါ်ပြင်ဆင်ကြရပါတယ်။ ငယ်ငယ်လှုပ်ခတ်မှုကိုရန်ကုန်မှာရှိတဲ့မြို့နယ်တော်တော်များများမှာတိတိတတ်တာခံစားရတယ်လို့ရန်ကုန်မြို့ကန်တွေကလည်းဆိုပါတယ်။ရန်ကုန်မြို့ကအထက်မြင့်တိုင်ကန်တွေမှာနေထိုင်ကြတဲ့သူတချို့ကတော့အင်မော်ပြန်မတန်ရဲကြပဲနဲ့လမ်းမတွေပေါ်မှာညာနေတဲ့အထိနေကြတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။မေလ6ရက်မြန်မာစံတော်ချိန်ည7:55မိနစ်လောက်မှာရောင်းတိုင်းလှဲခုမြို့နယ်စရကွဲအနီးညောင်းအနက်30ကီလိုမီတာကိုဗဟိုပြုပြီးအင်အားရတာစကေ3.8အဆင့်ရှိတဲ့အင်အားအနှင်းငယ်ရှိတဲ့မြေနယ်တစ်ခုနဲ့ ည9:40မိနစ်40မှာ Richter scale 2.9ဆင့်ရှိတဲ့မြင်းငင်းငယ်တစ်ခုလှုပ်ခတ်သွားတယ်လို့ NUG လူသားချင်းစာနာထောက်ထားရတဲ့ဘေးရန်ရဲ့ဆန်ရစီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်းထုတ်ပြန်ပါတယ်။မိုးရာဌာနကလည်းပဲည7:55မိနစ်36စက္ကန့်အချိန်မှာတော့ကဘာရင်းမြင်းလင်းစခန်းကအရှိမြောက်ဘက်6မိုင်ခန့်ဝေးကွာတဲ့လေကူးမြို့ရဲ့တောင်အနောက်တောင်ဘက်စင်မိုင်ခန့်ကွာအနက်30ကီလိုမီတာကိုဗဟိုပြုပြီးတော့ အင်အားရတာစကသုံးသက်သမလေးအစင်းရှိတဲ့အင်အားအနှဲငယ်ရှိတဲ့မြင်းလေးလှုပ်ခတ်သွားတာလို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်မန္တလေးတိုင်းမှာတော့ညသကောင်ကျော်မေလ9ရက်မနက်တနာရီ26မိနစ်26စက္ကန့်အချိန်လောက်မှာမန္တလေးမြို့ရဲ့အရှိမြောက်ဘက်3မိုင်လောက်ကွာအနက်15မီတာကိုဗဟိုပြုတ်ပြီးတော့အင်အားရတာစကသုံးသက်သမရှစ်အစင်းရှိတဲ့မြင်းလေးလှုပ်ခတ်သွားတယ်လို့လည်းမိုဇလာကထုတ်ပြန်ပါတယ်။ အန်ယူဂျီလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနထုတ်ပြန်ချက်မှာတော့မေခွနရဲ့မြန်မာစံတော်ချိန်မနက်တနာရီ28မိနစ်လောက်မှာမန္တလေးတိုင်းကျောက်စင်မြို့ရှိမြောက်ဘက်25ကီလိုမီတာကွာမြောက်နဲ့30ကီလိုမီတာကိုဗဟိုပြုပြီးတော့အင်အားရစ်တာစ်ကလေးတသမလေးအဆင့်ရှိတဲ့မြေနေတစ်ခုထပ်မံလှုပ်ခတ်တာလို့ထုတ်ပြန်ပါတယ် မတ်လ28ရက်ကစကိုင်းကိုဘိုယူခဲ့တဲ့အင်အားပြင်းကလေးကြောင့်ပဲထိခိုက်သေးဆုံးမှုများခဲ့လို့ငလင်နဲ့ပတ်သက်တဲ့ဆိုရင်ချက်တွေလည်းလူလူကြမှာမြစ်တက်ခဲ့ပါတယ်။စကိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်တွေဆက်လက်လှုပ်ခတ်နိုင်လို့ငလင်ပင်ဆောင်ရန်ရှောင်ရန်တရေပြူရန်အချက်တွေနဲ့အညီနေထိုင်ကြဖို့လည်းအန်ယူဂျီကအသိပေးကြေညာထားပါတယ်ရှင်။ဆက်လက်ပြီးတော့မေလ17ရက်ကစလို့မကွေးတိုင်းနဲ့စကိုင်းတိုင်းဒေသတချို့မှာမိုးများနိုင်တဲ့ကြောင်းဖော်ပြပေးပါမယ်။ ဘင်္ဂလားပင်လယ်အလဲပိုင်းပင်လယ်ပြင်မှာမေလ9ရက်နေ့ကနေမေလ16ရက်9ရက်တာအတွင်းမှာတော့လေပြင်းအားနဲ့ရောင်ဝဖြစ်ပေါ်နိုင်တဲ့အခြေအနေရှိနေဆဲဖြစ်ပြီးတော့မေလ16ရက်နဲ့19ရက်မှာတော့အားကောင်းတဲ့လေပြင်းအားနဲ့ရောင်ဝဖြစ်လာနိုင်တယ်လို့မလို့ဝတာစောင့်ကြည့်လေ့လာသူအွန်လိုင်းကအသိပေးပါရယ်။ကောက်လီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်ကိုအရှိန်လယ်ပိုင်းနဲ့ထိစပ်နေတဲ့ AR အနောက်ဘက်ကန်ရိုတဲ့မြဝကျဘောကန်ရိုတဲ့အနီးမှာမေလ16ရက်အထိဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေက30ရာခိုင်နှုန်းရှိတယ်လို့ဆိုပါရယ်။ ဒီထူးခြားမှုတွေသာအခြေအနေတွေဖြစ်လာပြီးတဲ့နောက် ွေရသွန်နိုင်တဲ့အခြေအနေတွေအနေနဲ့မွေရသွန်နိုင်တဲ့အခြေအနေတွေအနေနဲ့မေလ9ရက်ကစလို့မေလ10ရက်ဒီသတင်းနိုင်တိုင်းနဲ့မွန်ပြည်နယ်ကရင်ပြည်နယ်မှာတော့မိုးနှင်းငယ်ကနေအသင်တင်ရွာတော့ပြီးတော့မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်တွေမှာ24နာရီပဲမိုးရင်ကျဲအနည်းဆုံး1.2လက်မတည်းရွာတော့နိုင်တယ်လို့အသိပေးပါရယ်မေလ17ရက်နဲ့မေလ12ရက်မှာတော့မေလ17ရက်နဲ့မေလ12ရက်နေ့တွေမှာတော့တောင်ဘက်နဲ့နောက်ဘက်ကဝင်လာတဲ့မိုးတိမ်ဆက်လက်ရွေးချနိုင်ပဲလမ်းကြောင်းတွေတစ်လျှောက်မှာရှိတဲ့အလဲပိုင်းမိုးနှင်းရေရှားဒေသတွေနဲ့နောက်ဘက်ရခိုင်ပြည်နယ်ချင်းပြည်နယ်ရဲ့အရှေ့ဘက်ရှမ်းပြည်နယ်ဒေ ေသတဲ့ပြင်မြောက်ဖက်ဖြစ်တဲ့ကချင်ပြည်နယ်အထိမိုးရွာနိုင်မယ်လို့ဆိုပါတယ်ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာတော့မိုးများနိုင်မယ်လို့လည်းဆိုပါတယ်ဒါအပြင်မေလ18ရက်ကနေစတင်လို့မေလ19ရက်တွင်တရင်းနိုင်တိုင်းမိုးပြင်းနဲ့ကရင်ပြည်နယ်အေရီတိုင်းပဲခူးတိုင်းရန်ကုန်တိုင်းရခိုင်ပြည်နယ်နေပြီးတော့မန္တလေးတိုင်းမကွေးတိုင်းတောင်ပိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်တွေမှာတော့မိုးများနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။